အခုသမီ Miss Grand ကိုကြတော့သမီကတအားစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတာကလည်းငငယ်ကလေးကနေအခုသမီရဲ့ opportunity ကိုတွေ့တဲ့ချိန်မှာသမီဖန်ဆုပ်ထားတာပေါ့နော်အာအကိုမရန်စင်းတော်ကသူကတာဝန်ယူမှုအပြည့်ရှိရယ်အာပြီးတော့လည်းသူက well arranged ဖြစ်တယ်ပြိုင်ပွဲအစနေပြိုင်ပွဲအဆုံးဘယ်နှနိုင်ကနေဘာလုပ်လဲဆိုတာသူကအကုန်ပြောပြထားတယ်ကိုပြင်ဆင်ရမယ့်ဟာတွေလိုအပ်တဲ့ဟာတွေလည်းသူကအကုန်လှုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်အဲသမီသူ့ကိုလုံးဝ100%ယုံကြည်ရယ် မီး Miss Grand ကိုကြတော့တမီးကဒါအားစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတာလည်းငငယ်ကလေးကနေအခုနှစ်ရှစ်နှစ်အရွယ်ကလေးကနေစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်အခုတမီးရဲ့ opportunity ကိုတွေ့တဲ့အချိန်မှာတမီးဖန်ဆုပ်ထားတာပေါ့နော်ဖန်ဆုပ်ထားတာဖြစ်ပါတယ်အခုတမီးဒီ Miss Grand ကိုကတော့တမီးရှောက်တာပေါ့နော်ရှောက်တာလဲကြားလဲကြားပြီးအပြီးတော့လဲတမီးတွားချင်နေတာအခွင့်အလန်းက ရှိနေပြီဒါပေမဲ့တမီးဒီအကြအတော်အတွင်းမှာကဒီ music video single ရိုက်နေတာရယ် photoshoot လေးတွေရိုက်နေတာရယ်ပြီးတော့ graduation တွေကလည်းများတော့တမီးကအဲ့မှာမပါနိုင်ခဲ့ဘူးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အခုအကုန်လုံးကလည်းပြီးတော့ဖြစ်တဲ့အတွက်ကြောင့်တမီးအခွင့်အလမ်းလည်းလမ်းပွင့်ပြီဖြစ်တဲ့အတွက်ကြောင့်တမီးအမှာပါဝင်ရှင်နေခြင်းရှိဖြစ်ပါတယ်ရှင်ဟုတ် ာစတာမှာဝင်ပြိုင်တော့ကလည်းတမီလုံးဝမတိခဲ့လိုက်ရတဲ့ဘဝသင်ခန်းစာလေးတွေအများကြီးရရှိခဲ့တယ်။အဲ့ဒီအတွက်ကြောင့်လည်းတမီဒီ Miss Grand လောကဘက်ကိုတမီပါဝင်ရှင်ပြိုင်ချင်တာလဲအဲ့တစ်ချက်ပါတယ်ပေါ့နော်။ အခုဒီမြန်မာစတားဝင်ပြိုင်တာကလည်းတမီးရဲ့ vision တစ်ခုရှိရယ်အဲ့ဒါတမီးအကောင့်ချေဖော်နိုင်ခဲ့ပြီတမီးတအားပြောပါရယ်အကောင့်ချေဖော်နိုင်အောင်လုပ်ပေးတဲ့အားပေးတဲ့တမီးရဲ့အဲပရိသတ်တွေအားလုံးနဲ့တမီးတွေကလည်းမျိုးတို့ကျေးဇူးတင်ချင်ပါရယ်အခုတမီးနောက်တစ်ခုဒီ Miss Grand ဝင်ပြိုင်တာကလည်းတမီးရဲ့ vision တစ်ခုရှိရယ် message တစ်ခုရှိရယ်အဲ့ဒါကိုတမီးအကောင့်ဆုံးတမီးစူးစမ်းပြီးတော့ဖော်ပြဖို့ရည်ရွယ်ပါရယ်ရှင်ဟုတ် The vision is going to be something surprising uh vision လေးရတော့အခုတမီတို့ရဲ့ youth ပေါ့နော်လူငယ်လေးတွေနားမှာနည်းနည်းလေးတစ်ခါတလေသူတို့ကြည်ချင်းကြည်ချင်းအဖြစ်အမျိုးနည်းနည်းလေးအမြင်မားတတ်တာတွေရှိရပေါ့နော်မတမီငယ်တွေတုန်းကလည်းအဲ့လိုအမြင်မားခဲ့ဘူးတာဖြစ်တဲ့အတွက်ကြောင့်အာဘယ်လိုလဲဆိုတော့ကောင်းမလေးတယောက်ဟာဆိုလို့ရှိရင်ပေါ့နော် miss ဆိုတော့ကောင်းမလေးတယောက်ကလနေမှရမယ်တော်နေမှရမယ်အဲ့လိုမျိုးချက် ကိုယ့်ရဲ့စိတ်သက်ကပို့ပြီးတော့လပနေဖို့လိုတယ်ပေါ့နော်စိတ်သက် ဒါမကစူးစမ်းမှုပိုင်းမှာလည်းမရော့ဖို့အဲ့ဒီတမိ message ကိုပေးချင်တယ်အကိုကလှမတာနေရာကောင်းတစ်ခုရမယ်တော်မလည်းနေရာကောင်းတစ်ခုရမယ်အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုအကောင်းဆုံးစူးစမ်းနေတဲ့၍ကိုအတွက်ကမဖြစ်နိုင်တာဆိုတာလုံးဝဘယ်အရာမှမရှိဘူးဆက်စူးစမ်းပါကိုရဲ့ passion ကြီးဖို့လိုတယ်အာဇွဲမလျှော့ဖို့လိုတယ်စိတ်ထားကောင်းဖို့လိုတယ်ဆိုတဲ့ message လေးကိုတမိကပေးချင်တာဖြစ်ပါတယ်ရှင်ဟုတ် My idol My idol would be တမိရဲ့ မမီဖြစ်ပါတယ်အခုတမီးရဲ့မမီဆိုလို့ရှင်လဲတမီးကိုဒီ singing တယောဒီ miss တမကမော်ဒယ်ပေါ့ပပေါ်နော်မအဲ့ဒီဘက်ကိုသူကအမေကတမီးရဲ့ inspiration ဖြစ်တယ်ပေါ့နော် money อ oh, ๋ right so အခုတမီးတို့ miss grand ရှင်ပြိုင်ချင်းမှာကတော့တမီးတို့ဒီ dress လေးတွေပေါ့နော် dress လေးတွေကိုအဲ့ရတအားအားဆက်ရတယ်အဓိကကတော့ inspiration ရယ် creativity ပိုင်းအဲ့ဒီဘက်ကပို့ပြီးတော့အားဆက်ထုတ်ရပါတယ် cost တွေနားမှာဆိုလို့ရှိရင်အခုတမီးတို့က mental back ကိုတိတ်စိတ်ပူစရာမလိုတော့ဘူး။ဘာလို့လဲဆိုတော့အကို Maran Singh တော်ကနေပြီးတော့ sponsor တွေရောတမီးတို့ကိုအရောက်ချင်းစီတိုင်းကို city director ခန့်အပ်ပေးထားတယ်ဆိုတော့တမီးတို့က ကိုယ်တိုင်ပေါ့နော်ဟိုရလောက်ရမယ်ဒီရလောက်ရမယ်ဟိုတွားရမယ်ဒီရတွားရမယ် training ဆေးရမယ်ဘသူ့ကိုရှာရမယ်ဘယ်လို contact ရမလဲဆိုတာစိတ်ပူစရာမလိုတော့ဘူးသူတို့ကအကုန်လုပ်ထားပေးတယ် cat walking ကိုဘယ်အချိန်လောက်ရမယ် schedule လေးတွေတိတိကျကျအချိန်နဲ့တကွာသူတို့ကပြင်ဆင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်တမီးတို့ဘက်မှာ light ရှောက်ဖို့ရဲ့ကိုယ့်ရဲ့အကောင်းဆုံးပေးဖို့ရဲ့ကိုယ့်ရဲ့ creativity ပိုင်းဘက်ကိုအားစိတ်ထုတ်ဖို့ရန်အတွက်တမီးတို့ကအများကြီး အားထည့်လို့ရတယ်အချိန်ပေးလို့ရတယ်ပေါ့နော်မဒါပေမဲ့အခုအကယ်လို့ဒါတမျိုးတို့ဒီဘက်ကိုစိတ်ရှုပ်ခံပြီးတော့ပေါ့နော် လုံနေရမယ် money အတွက်အားစိတ်ထုတ်နေရမယ်ဆိုလို့ရှိရင်ဟို stress များတယ်ပြီးတော့လဲ sponsor ရှာဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်။ဒါမြတ်အခုအကူမရန်စိန်းတော်ကတမီးတို့ sponsor ရောမက city director တွေပါအကုန်လုံးထောက်ပံ့ပေးနေတော့တမီးတို့ကအဲ့ဒီဘက်ကို mental ဘက်ကိုအဆင်ပြေရပြီတမီးတို့ကလုံးဝ အားစိုက်ထုတ်ဖို့ပဲလိုတော့တယ်။အဲ့ဒီအတွက်ကြောင့်သမီးတို့ Miss Grand ကဘလောက်တောင်တောက်ပနိုင်မလဲဆိုတာသမီးစောင့်မျှော်ကြည့်ရှုနေပါတယ်ရှင့်ဟုတ်။အကူမရန်စိန်တော်ကသူ့ရဲ့အဆိုတော်ဘွားကလေးသမီးကစတိလာတယ်။အဲ့မှာသူ့ရဲ့အဲကချင်တချင်းသမီးတအားချိန်တယ်ပေါ့နော်။အာအကူမရန်စိန်တော်ကသူကတာဝန်ယူမှုအပြည့်ရှိရယ်။အာပြီးတော့လည်းသူက well arrange ဖြစ်တယ်။ဥပမာသမီးတို့အာရှောက်တော့မယ်ဆိုလို့ရှိရင်ကန့်လန့်လိုက်တဲ့အချိန်မှာအာအကူကနေပြီးတော့သမီးတို့ schedule တွေ down အစအဆုံး သူကအပြိုင်ပွဲအစနဲ့ပြိုင်ပွဲအဆုံးဘယ်နှနိုင်ကနေဘာလုပ်လဲဆိုတာသူကအကုန်ပြောပြထားတယ်။ကိုပြင်ဆင်ရမယ့်ဟာတွေလိုအပ်တဲ့ဟာတွေတော့သူကအကုန်လှုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်အဲတမီးသူ့ကိုလုံးဝ100%ယုံကြည်ရယ်။ပြီးတော့တမီးတို့ကလည်းဒီ mental health ဘက်ကိုသူကလုံးဝအပြည့် support ပေးထားတာဆိုတော့လေနော်။အဲ့ဒီအတွက်ကြောင့်တမီးသူတအားလဲလေးစားရယ်။အဲကြောင့်မလို့တမီးသူ Miss Grand သူ့ရဲ့ vision လဲအကောင့်ထဲပေါ်လာမယ်လို့တမီးယုံကြည်ရယ်ဟုတ်။ ။တမီး Miss Grand မြန်မာ ဖြစ်ဖို့ကတော့အဓိကကတော့အဲတမီးကို အားပေးမဲ့ပရိသတ်တွေကိုတမီးကအဲတမီးဘလောက်ပဲဘာပဲဖြစ်ဖြစ်ပေါ့နော်။တမီးဘက်မှာပရိသတ်တွေကမရက်တီပေးနိုင်ဘူးဆိုလို့ရှိရင်တမီးကဘယ်မှာမှရောက်မှာမဟုတ်ပါဘူးပေါ့အဲအကြောင်းမလို့ပရိသတ်တွေရဲ့အားပေးမှုအများကြီးကိုတမီးလိုအပ်ပါတယ်တရားနေပြီးတော့တမီးအားပေးဖို့လည်းတမီးမျှော်လင့်ပါတယ်ရှင်ဟုတ် We are one and only in Miss Grand